မင်္ဂလာပါခင်ဗျာမိတ်ဆွေအနေနဲ့လက်ရှိမှာ online shop နဲ့ပတ်သက်ပြီးဝန်ဆောင်မှုဖြစ်ဖြစ်ဈေးရောက်လာဖြစ်ဖြစ်လုပ်နေဆိုလို့ရှိရင်တော့ဒီ video လေးကိုကြည့်စေချင်ပါတယ် online shop လုပ်ရတာအဆင်ပြေလားဆိုတာအရင်ဆုံးကျွန်တော်အမေကလေးတခုမေးချင်ပါတယ် online shop လုပ်တာတချို့တွေကအဆင်ပြေကြတယ်တချို့တွေကစံတော်ဝန်းနဲ့လုပ်ပြီးတော့မရောမလည်နဲ့စက်မလုံးနိုင်တော့ပဲလုပ်ငန်းချက်သွားတဲ့အထိဖြစ်သွားကြတယ်တချို့ကြတော့လေကြီးကြီးတဲ့ အောင်မြင်ပြီးတော့လုပ်ငန်းတွေအများကြီးချက်လာနိုင်ကြတယ်ကိုတော်အနေနဲ့လှုပ်လာနိုင်ကြတဲ့သူတွေအများကြီးရှိတယ်အဲ့ဒီကဘာတွေကွာခြားလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အရင်မကွာခြားပါဘူးအလုပ်ကိုတည်တည်ချာချာတသက်ကြီးရဲ့စနစ်တကျလုပ်တဲ့သူနဲ့ပေါပေါပြပြအာဖြစ်ချင်ရဖြစ်ဆိုပြီးလုပ်တဲ့ပုံစံမျိုးနှမျိုးပဲကွာခြားပါတယ်တည်တည်ချာချာလုပ်တဲ့လူတွေကတော့ဘာတွေအဓိကထားပြီးလုပ်ကြလဲဆိုလို့ရှိရင်တော့ online မှာဈေးရောင်းတာဖြစ်တဲ့အတွက် Facebook ကနေအထူးတလဲရောင်းကြတာမျိုးဖြစ်ပါတယ်။အဲ့ဒီမှာဘာတွေနဲ့ဘယ်လိုမျိုးရောင်းကြရလဲဆိုရင် order တွေများများရအောင်လို့လုပ်ကြလဲဆိုရင်တော့ Facebook ကနေ boost လုပ်တယ်ဆိုတဲ့ဟာနဲ့ Facebook ကိုပတ်စံပေးပြီးတော့ကြော်ညာကပေးပြီးတော့ကိုယ့်ရဲ့တင်ထားတဲ့ Facebook page မှာတင်ထားတဲ့ community post တွေကိုအများကြီးမြင်အောင် order တွေအများကြီးရအောင်ကြော်ညာလုပ်ပြီးတော့ ရောင်းဝယ်တွေအဆင်ပြေနေကြတာပဲဖြစ်ပါတယ်။အချို့ကျတော့ကိုရန်က boost မလုပ်တာကို boost လုပ်တယ်ဆိုတာလည်းဘာမှမသိဘူးရောင်းဝယ်ဝါဖြစ်နေတယ်။အာ boost လုပ်တက်ရင်ပြီးရောဆိုပြီးတော့ visa card လေးလုတ်ပြီးတော့ boost club လေးနှိပ်ပြီးတော့ sandwon one နဲ့လုတ်ပြီးတော့ကြော်ညာကကိုပြီးတော့ order တွေလုံးဝမရတဲ့သူတွေလည်းဒုနဲ့တည်းအများကြီးရှိပါတယ်။အဲ့ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ကကိုက online shop လုပ်နေတယ် order တွေလည်းလိုချင်တယ်ကိုစီမှာရောင်းချတဲ့ပစ္စည်းတွေကိုအမှန်တကယ်ဝယ်ယူအားပေးတဲ့ customer စစ်စစ်တွေကိုပဲလိုချင်နေဆိုလို့ရှိရင်တော့ဒီတိုင်း page မှာ post လေးတင်ရုံနဲ့တော့မပြီးဘူး post ကိုလည်းပုံမှန်တင်ရမယ် content တွေကိုလည်းကောင်းကောင်းလေးဖန်တီးရမယ် quality ကောင်းတဲ့ပုံတွေကိုလည်းတင်ရမယ်ပြီးရင်လူစိတ်ဝင်စားမယ် engagement တက်စေမယ် content တွေကိုလည်းဖန်တီးနိုင်ရမယ်ပုံမှန်လေးတင်ပြီးတော့ order တွေရမှာလားဆိုတော့ကိုက celebrity တယောက်မဟုတ်ဘူးဆိုလို့ရှိရင်တော့ပုံမှန်တင်ရုံနဲ့ကတော့ order မရနိုင်ပါဘူး ငွေရဖို့အတွက်ကိုဆက်စားခြင်းကတော့ promote လုပ်ရတာရှိတယ် boost လုပ်ရတာရှိတယ် promote လုပ်ရတဲ့ဆိုတာကတော့ Facebook မှာ follower တက်အောင် page like တွေတက်အောင်လုပ်ရတာဖြစ်ပါတယ် boost လုပ်တာကြတော့ကို page မှာတင်ထားတဲ့ post တွေကိုလူအများကြီးမြင်အောင်တကယ်အမှန်ကန်ဝယ်ယူအားပေးမဲ့ဖောက်တယ်တဲ့စီကိုကိုယ့်ရဲ့ post ကိုပြပေးနိုင်အောင်ကြော်ညာလုပ်ရတာဖြစ်ပါတယ်အဲ့လိုမျိုး boost လုပ်ပြီးဟိတ်ဆိုလို့ရှိရင်တော့ကိုစီမှာ order တွေအပြုံလိုက်အပြုံလိုက်တက်လာပြီးတော့ messenger ကနေတက်တော့လဲဝယ်ယူအားပေးကြမှာတေးကြပါတယ် တချို့ကပြောတယ်ကိုယ်တိုင်လည်း boost လုပ်တယ်ပြီးတော့တခြားသူကိုလည်း boost လုပ်ခိုင်းတယ်ဒါပေမဲ့ order ကတက်မလာဘူးကြော်ညာစေးကုန်သွားတာပဲရှိတယ်ဘာကြောင့်လဲလို့မေးကြအဲ့ဒါကတော့အဖြေက၃မျိုးပဲရှိတယ်ပထမတစ်မျိုးကတော့ကိုယ့်ရဲ့ကြော်ညာ post က quality မကောင်းတာကြော်ညာသာရေးသားညံ့တာလူစိတ်ဝင်စားအောင်မရေးတတ်တာပြီးလို့ရှိရင်တော့ boost ကိုတည်တည်ချာချာဝယ်ယူအားပေးမဲ့ customer တွေစီရအောင် boost မလုပ်တတ်တာဖြစ်ပါတယ်အဲ့ဒါတွေကိုတည်တည်ချာချာလေး ကိုယ့်ဘက်ကပြင်ဆင်ပြီးတော့ဖန်တီးမယ်တတိတရားလေးလုပ်မယ်ဆိုလို့ရှိရင်တော့ကြော်ညာခလည်းတက်တာမယ်ပြီးလို့ရှိရင် aura တွေလည်းရမယ်ပုံမှန်ဖောက်တဲ့ကြီးလည်းရတဲ့အပြင်ကို page မှာတင်သမျှတင်သမျှပို့ဆိုင်ကလည်းလူတွေကြားတွေကိုပြန်နဲ့ရောက်ရှိပြီးတော့ like share follower တွေအများကြီးတက်လာမှာပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေနေ online shop နဲ့ပတ်သက်ပြီးတော့ဘာမှမသိထားသေးဘူး boost လောက်တာလည်းမသိထားသေးဘူး page နဲ့ပတ်သက်ပြီးတော့ဘယ်လို run ရမလဲ page ကို management ဘယ်လိုလုပ်ရမလဲမသိသေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Casper link blog online shop တင်နန်းလေးရှိပါတယ် online class ဖြစ်ပါတယ်တင်နန်းကာလာရာသပံဖြစ်ပါတယ်ဘယ်နိုင်ငံမှာပဲနေနေမြန်မာမှာပဲနေနေထိုင်းမှာပဲနေနေစင်ကာပူမှာပဲနေနေဘသူမစိုးအသက်ရွယ်မရွေးပညာရည်ချင်းမရွေးတက်ရောက်တင်ကြားလို့ရပါတယ်တင်နန်းကာလာရာသပံဖြစ်တဲ့အတွက်ကျွန်တော်နဲ့အချိန်မရွေးတိုက်ရိုက်ဆွေးနွေးမေးမြန်းလို့ရမှာအပြင်ကိုအကြံဉာဏ်တွေလည်းတောင်းလို့ရပါတယ်เนาะအဲဒါကြောင့်မိတ်ဆွေတို့အနေနဲ့ ိုရင်က online shop လုပ်တယ်ဒါမှမဟုတ်မိတ်ဆွေရဲ့အသည့်တငယ်ချင်းတွေက online shop လုပ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ video လေးကိုပြပြီးတော့သူတို့နားလည်သဘောပေါက်အောင်ရှင်းပြလိုက်ပါဦးလို့အကြံပြုလိုပါတယ်ခင်ဗျာအားလုံးပဲကောင်းကောင်းလေးလေးဖြစ်ပါစေအယောင်းဝယ်ရေကောင်းပြီးတော့လိုရာဆန္ဒပြည့်ဝပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲ bye bye ပါခင်ဗျာ